ပျော်ရမှာမနေတော်ရမှာနေဆိုတဲ့စကားတိုင်းကျမတို့တွေဟာကိုပျော်ရွှင်တဲ့နေရာမှာမထိန်းနိုင်ရပဲနဲ့ကိုနဲ့အသင့်တော်တဲ့နေရာမှာသာနေထိုင်ရတတ်ပါရင် လူတချို့ကတော့ပျော်ရနေရာနဲ့တော်ရနေရာဟာတူညီတတ်ကြပေမဲ့လို့တချို့ကတော့မတူညီတတ်ကြပါဘူးရှင်။နိုင်ငံရေးစေရေးစီဝိုင်းနဲ့လုံခြုံမှုစတဲ့အကြောင်းမျိုးမျိုးကြောင့်ကျမတို့တွေဟာနေရတဲ့ဒေသကနေစွန့်ခွာကြရပါတယ်။ တချို့ကတော့ပြည်တွင်းမှာရွှေပြောင်းနေထိုင်ကြရပြီးတန်းနိုင်တဲ့သူတွေကတော့ပြည်ပကိုရွှေပြောင်းကြပါတယ်ဒီကနေ့ထုတ်မြန်မာဗီဒီယိုမှာဆိုရင်တော့ပြည်ပကိုပြောင်းရွှေနေထိုင်မှုအတွက်အသင့်တော်ဆုံးနဲ့အကောင်းဆုံးနိုင်ငံတွေကိုပထမပိုင်းအနေနဲ့ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြောင်းအရာလေးမစသေးခင်မှာ subscribe နဲ့ like and share လေးနဲ့အားပေးသွားကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါပြီနော်ဩစတြေးလျ ။အော်စတြေးလျနိုင်ငံဟာကျမတို့မြန်မာနိုင်ငံနဲ့တိတ်မဝေးရဲ့နေရာမှာရှိနေပါတယ်။တချိန်ကဗြိတိရှားရဲ့ကိုလိုနီဖြစ်ခဲ့ပူးပြီးတော့လွတ်မြောက်ရေးမရခင်မှာတော့ဗြိတိရှားလက်အောက်ကဒိုမီနီယံအစနဲ့အုပ်ချုပ်ခဲ့တာပေါ့။အော်စတြေးလျရဲ့ရာသီဥတုဟာကျမတို့မြန်မာပြည်အတွက်တော့အဆင်ပြေပါတယ်။တနေ့ပတ်လုံးအတွက်ပြန်မြအပူချိန်ကတော့30ဒီဂရီစင်တီဂရိတ်ကနေ35ထိရှိတတ်တဲ့အတွက်ကျမတို့ရဲ့ရာသီဥတုနဲ့တိတ်ပြီးတော့မကွာလာပါဘူးနော်။ နိုင်ငံဟာနိုင်ငံသားလူဦးရေအနေနဲ့26တန်းကျော်နေထိုင်ကြပြီးခွနဲ့တသမ9တန်းကတော့နိုင်ငံရဲ့ချားမှမွေးဖွားကြတဲ့ဩစတြေးလျနိုင်ငံသားတွေဖြစ်ပါတယ်။ပြောင်းရွှေ့အလုပ်လုပ်ကိုင်းတဲ့သူတွေကတော့2021ခုနှစ်စည်ရင်းအရ3တန်းခန့်ရှိနေပြီးအများစုကတော့အိန္ဒိယနိုင်ငံကနေလာရောက်ကြတာပေါ့။နိုင်ငံရဲ့ချားနဲ့လာရောက်ပညာသင်တဲ့သူတွေအနေနဲ့9တန်းကျော်ရှိကြပါတယ်။ ဒလုံပြောင်းရွှေ့နေထိုင်သူအများစုရှိတဲ့အတွက်ဩစတြေးလျနိုင်ငံဟာပြည်ပပြောင်းရွှေ့ခြင်းသူတွေအတွက်မျက်စိကျစရာနိုင်ငံတစ်ခုဖြစ်နေတာပါ။ဘာသာစကားပိုင်းမှာလည်းအထူးတလဲသင်ယူစရာမလိုဘဲနဲ့အင်္ဂလိပ်ဘာသာစကားကိုသာအသုံးပြုကြပါရစေ။တကယ်လို့သင်ဟာအင်္ဂလိပ်ဘာသာစကားမတတ်ဘူးဆိုရင်တော့သင်ယူထားဖို့လိုအပ်ပါရဲ့နော်။နေထိုင်စရေးအနေနဲ့ဆိုရင်တော့လူတအုပ်ကိုတစ်လအနေနဲ့ဩစတြေးလျဒေါ်လာ၄ ,500 ကုန်ချနိုင်ပြီးမိသားစု၄ဦးဆိုရင်တော့ဩစတြေးလျဒေါ်လာ၈ ,000 ကုန်ချနိုင်ပါရစေ။ ဒီပမာဏကတော့နေထိုင်တဲ့အရက်ဒေတာနဲ့သုံးဆွဲမှုအပေါ်မှာမူတည်ပြီးတော့ क्वे နိုင်ပါတယ်။နေထိုင်စရိတ်များပြီမဲ့လာစာကလည်းမနေပါဘူးနော်။ပြန်များအနေနဲ့တလားလောက်ခလာစာဟာအော်စတြေးလျဒေါ်လာ9500ရနေပြီ။ဒါဟာအခွန်ဖြတ်တောက်ပြီးတဲ့ပမာဏဖြစ်ပါတယ်။အလောက်ကိုင်းခွင်လန်းအနေနဲ့ပေါများတဲ့နိုင်ငံတခုမဟုတ်ပေမဲ့လို့အသင်တင်တော်ရှင်နေတာပါ။ဒါပေမဲ့အော်စတြေးလျဟာကိုဗစ်ကပ်ရောဂါကာလာပြီးလောက်သားလက်လက်နေရာတွေများပြားလာနေပါတယ်။ ဒေတွက်ကြောင့်ပြောင်းရွှေ့အလုံးလောက်ကင်လို့တဲ့သူတွေအတွက်အခွင့်အလမ်းတွေပို့ပြီးတော့များလာနိုင်ပါတယ်။ပညာရေးနဲ့ကျန်းမာရေးကဏ္ဍမှာလည်းကောင်းမွန်တဲ့နိုင်ငံမှာဗီဇာအနေနဲ့လည်းတိတ်ပြီးတော့မခက်တဲ့နိုင်ငံဖြစ်နေပါသေးတယ်။တကယ်လို့ဟာတင်သာနယ်ပယ်တစ်ခုခုမှကျွမ်းကျင်တဲ့သူဖြစ်တဲ့ဆိုတော့ဗီဇာရဖို့အတွက်ပို့ပြီးတော့တော့မှလွယ်ကူနိုင်ပါသေးရဲ့နော်။ ။ကျောင်းသားတွေအတွက်ကလည်း GED IELTS အမှတ်တွေနဲ့ဩစတြေးလျနိုင်ငံမှာကျောင်းလျှောက်ထားလို့ရပါတယ်။ပညာသင်စုတွေလည်းရှေ့နေရတဲ့အတွက်လျှောက်ထားလို့ရပါတယ်နော်။ဩစတြေးလျနိုင်ငံသားတွေအတွက်ဆိုရင်တော့ပညာသင်စရဲ့အခမဲ့ဖြစ်ပေမဲ့နိုင်ငံသားသားကျောင်းသားတွေအတွက်ဆိုရင်တော့ကျောင်းလာကပေးသွင်းရပါတယ်။ကျောင်းလာကဟာတမန်ပွဲတွေဆိုရင်တော့ဘာသာရဲ့အလိုက်တစ်နည်းကိုဩစတြေးလျဒေါ်လာ2000ကနေပြီးတော့4000ခွဲထိရှိနိုင်ပါတယ်။ ကျန်းငွေသိန်း290ကနေ610ကျော်ထိပါနော်မဟာဘွဲနဲ့ဂုံတူတန်းဘွဲတွေအတွက်ဆွေးနော်ဒီပမာဏထပ်ပို့ပြီးတော့များပါတယ်မူလာတန်းအလေတန်းတွေအထက်တန်းတွေအတွက်ကတော့ပမာဏနေပါတယ်မူလာတန်းကနေစနတန်းအထိကုန်ကျန်းငွေဟာဩစတြေးလျဒေါ်လာ9000ကျွဲဝင်းကျင်မှာရှိပါတယ်မြန်မာကျန်းငွေအနေနဲ့ဆွေးနော်သိန်း1300ကျော်ရှိပါတယ်ရှင်ဂျာမနီ ဥရောပမှာတည်ရှိပြီးတော့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုပါနေပညာလုပ်ငန်းစက်မှုလုပ်ငန်းတွေနဲ့နာမည်ကျော်တဲ့ဂျာမနီဟာပြောင်းရွှေ့အလုပ်လုပ်ကင်ဖို့နဲ့ပညာသင်ကြားဖို့အတွက်အဆင်ပြေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ပညာရေးကျန်းမာရေးတွေမှာလည်းဝန်ဆောင်မှုကောင်းတွေရထားတဲ့ဂျာမနီဟာစီးပွားရေးနဲ့အလုပ်ကင်ခွင့်လန်းတွေမှာလည်းကောင်းပေါ်ပါတယ်ဂျာမနီမှာဆိုရင်တော့အင်္ဂလိပ်ဘာသာစကားကိုလည်းအသုံးပြုကြပြီးမြေဂျာမန်ဘာသာစကားကိုအဓိကအခြားအသုံးပြုကြတာပေါ့ဂျာမန်ဘာသာစကားတက်ရရင်လည်းဆိုရင်တော့တင်အတွက်အလုပ်မရှာနိုင်ပါဘူးရှင်နေထိုင်စရိတ်အနေနဲ့ကြီးမြင့်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် ယ်။ပြန်များအနေနဲ့လူတအုပ်ကိုတလယူရို3900ကုန်ကြနိုင်ပြီးနေရာဒေတာလိုက်လဲကွာချနိုင်ပါတယ်။ပြန်များအလောက်ခလာစာကတော့တလကိုယူရို4100ရနိုင်တာပါ။အလောက်ကိုင်းခွင့်လန်းအနေနဲ့ဆွေကတော့ဘာသာစကားနဲ့အလောက်ကျွမ်းကျယ်မှုအဆင့်တစ်ခုထားရှိမှသာလွယ်ကူနိုင်မှာဖြစ်ပါတယ်။ ပညာရေးမှာတော့အစိုးရအကြောင်းတွေမှာအခမဲ့တင်ကြားခွင့်ရပါတယ်။ဂျာမန်ဘာသာစကားနဲ့တင်ကြားရတာပါ။ပုဂ္ဂလိကအကြောင်းတွေမှာဆိုရင်တော့အင်္ဂလိပ်ဘာသာစကားနဲ့တင်ကြားပေးပြီးယူရို1000ကနေ2000ထိကုန်ကြနိုင်ပါတယ်။ကျောင်းသားတွေရာစာသင်နှစ်ကာလမှာဆိုရင်တော့တစ်ပတ်ကို90အလုပ်လုပ်ခွင့်ရှိပါတယ်။ကျောင်းအားလည်းရဖြစ်တဲ့စာသင်နှစ်ကုန်ဆုံးချိန်အားလည်းရမှာဆိုရင်တော့လုံနိုင်တယ်လို့လုပ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ဒီလိုအခြေအများကြီးအလုံးလုံးနိုင်မှုအတွက်အစိုးရဌာနတွေစီကနေခွင့်ပြုချက်တောင်းခင်ရပါတယ်။တနအိလောက်ခလာစာအနေနဲ့စနေယူရိုကနေစပြီးတော့ရနိုင်ပါတယ်။တချို့နေရာတွေမှာဆိုရင်တော့15ယူရိုကန်ထိရနိုင်ပါသေးတယ်။ခွင့်ပြုချက်မလိုဘဲနဲ့နိုင်40အလုံးလုံးချိန်ကတော့ကျောင်းစာသင်နဲ့ပြီးတဲ့ချိန်အားလည်းရည်တည်မှာပါ။ဂျာမန်ဘာသာစကားနဲ့အစိုးရအကြောင်းနေမှာသာအတက်မဲဆိုရင်တော့ဒီလောက်ခလာစာကအတုံးစိအတွက်ကာမီနိုင်ပါတယ်။ ဂျာမနီမှာနိုင်ငံတကာចောင်းသားဥယျလေးသိန်းခွဲကျော်ရှိနေပြီးရွှေပြောင်းနေထိုင်တဲ့နိုင်ငံသားသား73တန်းကျော်ရှိနေပါတယ်။ဂျာမနီမှာအလုပ်ဗီဇာထက်ចောင်းသားဗီဇာကတော့ပိုပြီးတော့လွယ်ကူပါတယ်ရှင်။ New Zealand နယူးဇီလန်ဟာဆိုရင်လည်းဩစတြေးလျလိုကျောင်းနိုင်ငံလေးဖြစ်နေပြီးတော့တချိန်ကဗြိတိရှားရဲ့ကိုလိုနီဖြစ်ခဲ့ပူပါတယ်။နယူးဇီလန်နိုင်ငံကိုကျောင်းသားဖြစ်သွားရောက်မယ်ဆိုရင်တော့ခက်ခဲနိုင်ပါတယ်။နယူးဇီလန်ဟာဆိုရင်တော့လူဦးရေနေတဲ့အတွက်ကြောင့်ကျောင်းသားဦးရေထအလုပ်သမားဦးရေကပို့ပြီးတော့လိုအပ်နေတာပေါ့။စားလို့ရေလုပ်တာဘားနဲ့စားတောင်းဆိုင်ဝင်နဲ့ဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်းတွေမှာလုပ်သားဦးရေလိုအပ်နေပါတယ်။ဒီလုပ်ငန်းတွေမှာမြန်မာနိုင်ငံနဲ့အစိုးရအချင်းချင်းခေါ်ယူထားတာမျိုးတော့မရှိသေးပါဘူးရှင်။နယူးဇီလန်နိုင်ငံဟာအင်္ဂလိပ်ဘာသာစကားအသုံးပြုတဲ့နိုင်ငံတစ်ခုပေါ့။ကိုဗစ် ောဂါကြောင့်နိုင်ငံသားသားရွှေ့ပြောင်းနေထိုင်မှုတွေရောကျသွားခဲ့ပြီးမြေ2022ခုနှစ်နှစ်ကုန်ပိုင်းကစတင်ပြီးတဖြည်းဖြည်းနဲ့ပြန်ပြီးတော့မြင့်တက်လာနေပါတယ်။ပညာရေးမှာဆွေးနွေးကောင်းမွန်လာပြီးမြေပညာသင်ကြားဖို့လာရောက်ကြတဲ့ကျောင်းသားတွေကတော့အတော့ကိုနေတာပေါ့။လုံသားအနေနဲ့အစောပိုင်းကဖော်ပြခဲ့တဲ့လုပ်ငန်းတွေပြင်ဤပညာနဲ့တခြားနယ်ပယ်ကကျွမ်းကျန်လုံသားတွေလည်းလိုအပ်လို့နေပါတယ်။ နေထိုင်မှုကုန်ကြမ်းဈေးအနေနဲ့ဆိုရင်တော့လူတအုပ်ကိုတစ်လနယူးဇီလန်ဒေါ်လာ4500ကုန်ကြပြီးမိသားစု၄ဦးဆိုရင်တော့6500ကုန်ကြနိုင်ပါတယ်။လောက်ခလာစာကလည်းမြန်မာပါတယ်။တစ်လလောက်ခလာစာကတော့နယူးဇီလန်ဒေါ်လာ8000ခန့်ကြာနိုင်ပါတယ်။နေရာဒေတာနဲ့အလောက်ကင်ပေါ်မှာမူတည်ပြီးတော့ကွဲပြားနိုင်ပါတယ်နော်။တနားရီလောက်ခလာစာအနေနဲ့နယူးဇီလန်ဒေါ်လာ20ခန့်ရနိုင်ပါတယ်။အဓိကအနေနဲ့နယူးဇီလန်မှာဆိုရင်တော့ကျွမ်းကျန်လောက်သားတွေအတွက်အလောက်ကင်ခွင့်လန်းပေါ်များနိုင်ပါတယ်။နိုင်ငံရေးနဲ့စည်ရေးနယ်ပယ်မှာလည်းတည်ငြိမ်အေဂျင့်တွေအတွက်အနာဂတ်မှာပုံမှုဖွံ့ဖြိုးလာနိုင် နဲ့နိုင်ငံလေးဖြစ်ပါရဲ့ရှင်။ကနေဒါ မြန်မာရိကတိုင်းမှာတည်ရှိတဲ့ကနေဒါနိုင်ငံဟာတချိန်ကဗြိတိရှားလက်အောက်ခံဖြစ်ခဲ့မှုပါတယ်။ကမ္ဘာကကနယ်မြေကျေပြန့်တဲ့နိုင်ငံတွေထဲမှာပါဝင်တဲ့ဒီနိုင်ငံဟာဆိုရင်တော့လူဦးရေမှာဆိုရင်တော့36တန်းခန့်သာရှိတာပေါ့။နိုင်ငံလူဦးရေရဲ့90ရာခိုင်နှုန်းခန့်ဟာအမေရိကန်နဲ့စပ်နားမှာသာနေထိုင်တတ်ကြပါတယ်။ကနေဒါဟာဆိုရင်တော့ရွှေတဲ့မော်တော်ကားလေယာဉ်ဂျုံနဲ့တပ်ထုလုပ်ငန်းတွေမှာဆိုရင်တော့နာမည်ကြီးပါတယ်။ဒါအပြင်ပညာရေးနဲ့ကျန်းမာရေးနဲ့ပေးမှာပါအောင်မြင်နေတဲ့နိုင်ငံတစ်ခုပေါ့။ကနေဒါနိုင်ငံဟာရွှေပြောင်းနေထိုင်တဲ့သူတွေနဲ့တိစောက်ထားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ နိုင်ငံသားသားဥယျာဉ်ရှစ်တန်းခန့်ရှိတာပါ။ဒါပြင်ဒီပမာဏဟာနိုင်ငံသားတွေရဲ့20တဲ့ကျော်ခန့်ရှိနေပါတယ်။ဒီအချက်တွေကြောင့်ပဲကနေဒါနိုင်ငံဟာနိုင်ငံသားသားတွေအတွက်ပြောင်းရွှေ့နေထိုင်ဖို့ရွေးချယ်စရာတွေကထိတ်မှရှိနေတာဖြစ်ပါတယ်။ကနေဒါကိုပြောင်းရွှေ့ကြတဲ့နိုင်ငံသားအများစုကတော့အိန္ဒိယ၊တရုတ်နဲ့အာဖဂန်နိုင်ငံသားတွေဖြစ်ပါတယ်။ပြောင်းရွှေ့ကြတဲ့အကြောင်းတွေမှာဆိုရင်တော့အလောက်ကိုင်းမိသားစုထောက်ပံ့မှုတွေကြောင့်ပြောင်းရွှေ့မှုဒုက္ခသည်ဖြစ်ပြောင်းရွှေ့မှုပညာရေးနဲ့နိုင်ငံရေးကြောင့်ပြောင်းရွှေ့မှုတွေကအများစုဖြစ်ပါတယ်။ အလောက်ကိုင်ခွဲလန်းပေါင်းများစွာရှိနေပြီးတော့အင်္ဂလိပ်နဲ့ပြန်တဲ့ဘာသာစကားတွေကိုအသုံးပြုကြတာပါတရုတ်ဘာသာစကားမှာတက်ကြွမဲဆိုရင်တော့အလောက်ကိုင်တွားခွဲလန်းပို့ပြီးတော့များလာနိုင်ပါတယ်ကနေဒါနိုင်ငံမှာအလောက်ကိုင်ခွဲလန်းများပြားတဲ့နေပေရီကတော့စည်ရင်ကိုင်စေဝါကျွမ်းကျင်တရိတ်ဆန်ဆရာဝန်စက်မှုကျွမ်းကျင်ဒူနာပြုအကူဒူနာပြုကုန်ကားမောင်းလျှက်ဆက်ကျွမ်းကျင်နဲ့ ID နေပညာနေပေရီဖြစ်ပါတယ်နေပေလိုက်လောက်ခလာစာနှုံးနေတော့မတူကြပါဘူးရှင် ID နေပေမှာဆိုရင်တော့တနေ့ပြန်မြလောက်ခလာစာအနေနဲ့ဒေါ်လာ9သိန်းခန့်ရနိုင်ပါတယ် အိုင်တီနယ်ပယ်မှာဆိုရင်တော့တနေ့ပြန်မြလောက်ခလာစာအနေနဲ့ဒေါ်လာ9000ခန့်ရနိုင်ပါတယ်။အလောက်ကိုင်အားလုံးရဲ့တနေ့ပြန်မြလောက်ခလာစာကတော့ဒေါ်လာ6000ရှိပါတယ်။တလာတာပြမ်းမြကုန်ကြရစေအနေနဲ့ဒေါ်လာ1900ခန့်ရှိတတ်ပါတယ်။ကနေဒါမှာဆွေးနွေးနိုင်ငံသားသားပညာတော်တင်တွေအတွက်တော့အခမဲ့ပညာရေးမရှိပါအောင်ရှင်။နိုင်ငံသားတွေအတွက်တော့အခြေခံပညာရေးမှာအခမဲ့တင် जा ပေးပြီးတက္ကသိုလ်နဲ့ကောလိပ်မှာတော့အခမဲ့မရတော့ပါဘူးနော်။ဒါပေမဲ့တချို့တက္ကသိုလ်နဲ့ကောလိပ်တွေမှာဆွေးနွေးအပြည့်အဝပညာသင်စုတွေပေးအပ်ထားတတ်ပါတယ်ရှင်။ကွန်ပျူတာနဲ့ IT ဘာသာရဲ့ အင်ဂျင်နီယာစီးပွားစီမံကျန်းမာရေးဘဏ္ဍာရေးနဲ့စည်ရင်းခိုင်စတဲ့ဘာသာရပ်တွေကိုနိုင်ငံသားသားပညာတော်သင်တွေကအဓိကရွေးချယ်ထားကြပါတယ်။ကျောင်းသားတွေအတွက်အချိန်ပိုင်းအလုပ်လုပ်ခွင့်အနေနဲ့တစ်ပတ်ကို9:20ရှိတာပါ။ຫນွေရသည့်ကျောင်းပိတ်ရက်တွေမှာဆိုရင်တော့အချိန်ပြည့်အလုပ်လုပ်ခွင့်လည်းရှိနေပြန်ပါသေးတယ်။ကျောင်းသားတွေရဲ့အချိန်ပိုင်းလောက်ခလာစာဟာတစ်နေ့ကိုပြန်များအနေနဲ့ဒေါ်လာ၄000ခန့်ရရှိနိုင်ပါတယ်ရှင်။ American မေရိကန်နိုင်ငံကတော့အများစုကပြောင်းရွှေ့နေထိုင်ကြကြပါတယ်။အလုတ်ကင်ခွင်လန်းပေါ်များမှုပညာရေးနဲ့လွတ်လပ်ခွင့်ရှိမှုတွေအတွက်လူအများစုကအမေရိကန်ကိုသဘောကျကြတာပါ။အမှန်တကယ်လည်းအလုတ်ကင်ခွင်လန်းပေါ်များပြီးတော့ပညာရေးမှာလည်းအသင့်တင်အဆင်ပြေပါတယ်။ဗီဇာအတွက်တော့အနည်းငယ်ခက်ခဲနေတာပေါ့နော်။အမေရိကန်နိုင်ငံရဲ့တလပြန်မြကုန်ကျစရိတ်ကတော့ဒေါ်လာ2500ကနေ3500ခန့်ထိရှိပါတယ်။နေထိုင်တဲ့ပြည်နယ်နဲ့မြို့တွေပေါ်မှာမူတည်ပြီးတော့ကုန်ကျစရိတ်ဟာလည်းကွာခြားသွားနိုင်ပါတယ်။နယူးယောက်လိုမျိုးကြီးတွေမှာဆိုရင်တော့အစအစရေရာဈေးကြီးနိုင်ပါတယ်။တလပြန်မြဝင်ငွေမှာ ားဆိုရင်တော့ဒေါ်လာ9500ခန့်ရှိနိုင်ပြီးအခန်းနှုန်းနေရာလေးနေရာလိုက်ကွာချနိုင်ပါသေးတယ်ပြညာရေးမှာအခမဲ့မဟုတ်ပေမဲ့လို့အခမဲ့တင် जा ပေးတဲ့အကြောင်းတချို့လည်းရှင်းနေပါတယ်။ဒီကြောင်းတွေအရဆိုရင်တော့အရေးအတွက်နေတဲ့အတွက်အဆင်ပြေမှာမဟုတ်ပါဘူး။ဒါပေမဲ့ပညာသင်စုတွေပေးတတ်တဲ့အကြောင်းတွေလည်းရှင်းနေပါသေးတယ်။ကျောင်းသားတွေအတွက်အချိန်ပိုင်းအလုပ်တွေမှာဆိုရင်တော့ဂျပတ်ကနိုင်20အလုပ်လုပ်နိုင်ပြီးစာတန်နဲ့ကုံဆုံးချိန်မှာတော့အချိန်ပြောင်းလုပ်ခွင့်ရှိပါတယ်။တနင်္လာရီလောက်ခလာစာဆိုရင်တော့နေပယ်လိုက်ကွာခြားတတ်ပါတယ်။ ပြန်များအနေနဲ့ဆိုရင်တော့တနအိကို15ဒေါ်လာနဲ့25ဒေါ်လာထိရှိတယ်ပါတယ်အခွန်ကနေထိုင်မှုစရိတ်တွေကြီးမြင့်တက်ပြီးမဲ့လို့အလောက်ကင်ခွင့်လမ်းမှာဆိုရင်တော့ပေါ်များချက်ပါတယ်နော်ဒီအချက်တွေကြောင့်အမေရိကန်ဟာရွှေပြောင်းနေထိုင်တဲ့သူတွေကြားအကောင်ဆုံးနိုင်ငံဖြစ်လို့နေပါတယ်ဒီနိုင်ငံတွေမှာဆိုရင်တော့အင်္ဂလိပ်ဘာသာစကားကိုအများဆုံးသုံးတက်ပြီးတခြားသက်ဆိုင်ရာဘာသာစကားတွေကိုပါတက်မြောက်ထားမယ်ဆိုရင်တော့အဆင်ပြေနိုင်ပါတယ်ရှင်ဒါရီပြင်းတက်ကြွတဲ့ပညာရဲ့တစ်ခုခုရှိထားမယ်ဆိုရင်လေပို့ပြီးတော့လွယ်ကူနိုင်ပါတယ်အခွင့်အလမ်းတွေအိမ်မက်တွေကိုအကောင့်ထဲပို့နိုင်မှုအတွက်လမ်းစာတွေအများပြားရှိလို့နေပါ ါတယ်။ဒီကနေ့ထော့မြတ်မှာ channel ကနေတင်ဆက်ပေးလိုက်တာကတော့ပြောင်းရွှေ့နေထိုင်တဲ့သူတွေအတွက်အဆင်ပြေနိုင်တဲ့နိုင်ငံတွေကအကောင်းဆုံးနိုင်ငံ၅ခုကိုစုစည်းတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။နောက်ထပ်အပိုင်းမှာဆိုရင်တော့ပြောင်းရွှေ့နေထိုင်ဖို့အသင့်တင့်ဆုံးရှိတဲ့နိုင်ငံတွေကိုထပ်မံပြီးတော့ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြရင်းနဲ့ဒီနေ့စီစဉ်နဲ့နှုတ်ဆက်ပါရစေ။ချစ်ခင်အားပေးလို့ကျေးဇူးပါ။ဆက်လက်ချစ်ခင်အားပေးကြပါအောင်ရှင့်။ Bye bye ။